ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့မြန်မာနိုင်ငံ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကမြောက်ကိုပြသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော် Binance account ကိုအလွယ်တကူဘယ်လိုဖွင့်ရမလဲပြီးတော့ကျွန်တော် Binance account ကို KYC ဘယ်လိုတင်ရမလဲဆိုတာကိုကျွန်တော်ကဒီဗီဒီယိုမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Binance account ရှိတယ်ဆိုရင်ဘာတွေလုပ်လို့ရမလဲဆိုရင်မြန်မာငွေ KP WP မြန်မာဘဏ် account အနေနဲ့ကျွန်တော်တို့ဒီ dollar USDT ကိုရောင်းလို့ရမယ်ဝယ်လို့ရမယ်ပြီးတော့ကျွန်တော် Binance account ကိုအသုံးပြုပြီးတော့ဒိုင်းပေါ်မှာကျွန်တော်ငွေရှာလို့ရမယ်နီလန့်နေအများကြီးရှိတယ်ပေါ့နော် Binance account ကကျွန်တော်လူ တိုင်းဖွင့်ကုတ်ဖွင့်ထားတင်တယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်ဘလို့လူတွေဖွင့်ထားတင်လဲဆိုရင်ကျွန်တော်တို့ ဒီလိုင်းမောင်မောင်ငွေရှာနီးကိုစိတ်ဝင်စားတဲ့သူတွေလိုင်းမောင်မောင်ငွေရှာခြင်းတဲ့သူတွေပြီးတော့ကျွန်တော်တို့မြန်မာငွေနဲ့ပေါ့နော်အထူးသဖြင့် USDT crypto တွေကိုအယောင်းဝယ်လုပ်ခြင်းတဲ့သူတွေနီးပညာတွေကိုစိတ်ဝင်စားတဲ့သူတွေနောက်ပြီးတော့ကျွန်တော်တို့ဒီ Python စုထားခြင်းတဲ့သူတွေဆိုရင် Binance Binance account ပေါ့နော်ကျွန်တော်တို့ဖွင့်ကိုဖွင့်ထားတင်တယ်ပေါ့နော်အထူးသဖြင့်တော့ကျွန်တော် Binance account ကိုကျွန်တော်ဒီငွေရှာလို့ဘို့ပဲကျွန်တော်တော်တော်များများအသုံးပြုကြတာဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော် Binance account ကိုအသုံးပြုပြီးတော့ငွေရှာလို့ရမယ့်နည်းလမ်းတွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ရဲ့ channel မှာလည်းအဲအဲ့ဒီ Binance နဲ့ပတ်သက်တဲ့ ဲ့ဟာတွေငွေချလို့ရမယ့်ဟာတွေကိုကျွန်တော်တင်ပေးမှာပေါ့နော်နောက်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားရင်တည်နိုင်မှာပေါ့နော်โอเคအဲ့ဒါဆိုရင်ဒီဗီဒီယိုမှာတော့ကျွန်တော်ကအဲ့ဒီငွေချလို့ရမယ့်နီလန်းတွေကိုမပြောသေးခင်ပေါ့နော်ပထမအဆင့်အနေနဲ့ကျွန်တော် Binance account ကိုဘယ်လို create လုပ်ရမလဲဘယ်လိုဖွင့်ရမလဲပြီးတော့ကျွန်တော် KYC verification ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ကဒီဗီဒီယိုမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုစမှာပြောခင်ကျွန်တော်ရဲ့ channel လေးနဲ့နည်းနည်းလောက်မိတ်ဆက်ချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကတော့အခုလိုမျိုးကျွန်တော် online ငွေချနည်းနေနဲ့ကျွန်တော်နည်းပညာအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ် မိတ်ဆွေကအဲ့ဒီအကြောင်းအရာတွေကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့တောင်းဆိုပါရစေပြီးတော့ကျွန်တော်ဗီဒီယိုတင်အသစ်တွေတင်သိရအောင်လဲဘေးနာက notify ပဲခေါင်းလောင်းကလေးကိုနှိပ်ခဲ့ကြပါအောင်โอเคအဲ့ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးရှင်းနေလိမ့်မယ်ဆက်လိုက်ကြအောင်ဗောနပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီ Binance Binance application ကိုတောင်းရမယ်ဗောနအဲ့ဒါကြောင့်ကျွန်တော် Play Store သွားမယ်သွားပြီးတော့ကျွန်တော်ဒီကျွန်တော်ပြထားတဲ့ဒီ application လေးကိုတစ်ချက်တောင်းလိုက်ဗောနတောင်းပြီးသွားပြီးဆိုရင်ကျွန်တော်ဒီထက်ကနေပဲတစ်ဆင့်ကျွန်တော် open source လေးကိုနှိပ်လိုက်မယ်ဗောန open source လေးနှိပ်လိုက်ကျွန်တော်ကဒီမှာ account ဖွင့်ပြီးသားဖြစ်တဲ့အတွက်အရင်ကဖွင့် ွင့်ထားတဲ့ subscription ရှုလေးတွေနဲ့ရှင်းပြမယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တစ်ချက်သွားအောင် application နဲ့ဝင်လိုက်တာနဲ့ကျွန်တော်ဘယ်လိုမြင်ရမလဲဆိုရင် application နဲ့ကိုရောက်သွားပြီဆိုရင်ဒါမျိုးပေါ်လာလိမ့်မယ်ဒါမျိုးပေါ်လာရင်ကျွန်တော်ကအကောင့်ဖွင့်မှာဖြစ်တဲ့အတွက်ဒီနေရာမှာ sign up နဲ့ login ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်နှိပ်လိုက်ရင်ကျွန်တော်ဒီနေရာရောက်သွားလိမ့်မယ်ဒီနေရာရောက်သွားပြီဆိုရင်ကျွန်တော်တို့က account လုံးမှာဖြစ်တဲ့အတွက် create binance account ဆိုတာလေးကိုကျွန်တော်ကတစ်ချက်နှိပ်ပေးရမယ်နှိပ်နှိပ်လိုက်ရင်ကျွန်တော်ဒါမျိုးလေးပေါ်လာလိမ့်မယ်အကယ်၍ကိုကပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့ဒီစာမျက်နှာကိုတစ်ခါတည်းပေါ်တယ်ဆိုရင်လည်းဘာမှလုပ်စရာမလိုဘူးပေါ့နော်ဒီစာမျက်နှာကိုပေါ်ပြီဆိုရင်ကျွန်တော်ကဘာလုပ်ရမလဲဆိုရင်ဒီမှာကျွန်တော် ော်အမှန်ချစ်ပေးရမယ်ပေါ့နော်ဒီဟာလေးကိုအမှန်ချစ်ပေးရမယ်ပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာကျွန်တော်တို့ဖုန်းနံပါတ်သို့မဟုတ် email ထည့်လို့ရတယ်ဒါမှမဟုတ်လည်းကျွန်တော် continue with google နဲ့လည်းတွားလို့ရတယ်ပေါ့နော်အလွယ်လွယ်လွယ်တဲ့နည်းရတာ continue with google ဆိုတာလေးကိုကျွန်တော်တို့ကတစ်ချက်ရွေးပေးရမယ်အဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီဖုန်းထဲမှာရှိတဲ့ google account နေကြာလာလိမ့်မယ်အဲ့ဒီ google ထဲမှာကိုချိန်နဲ့ကိုချိန်မဲ့ google account ကိုရွေးပေးလိုက်ရွေးပေးလိုက်ရင်ကျွန်တော်ဒါမျိုးကြာလာလိမ့်မယ်ဒီလိုမျိုးကြာလာတယ်ဆိုရင်ကျွန်တော်တို့ကဒီ agree and share ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမယ်ပေါ့နော်သူကပါလဲဆိုရင် binance account နဲ့ google နဲ့ချိန်မှာလာဆိုတော့ အတီးပြူတာဗောနော်အဲ့ဒါလေးနှိပ်လိုက်ရင်ဒီအဆင်းကိုရောက်သွားလိမ့်မယ် ဒီအဆင့်ကိုရောက်ပြီဆိုတော့ねကျွန်တော်တို့ကဒီမှာဒီဟာလေးကိုအမှန်ချစ်ပေးရမှာပေါ့နော်အမှန်ချစ်လိုက်ရင်ကျွန်တော်ဘေးရစားသားလေးကိုထိပြီးတော့ကျွန်တော်ဒီသူ့ရဲ့ဒီ policy တွေကိုဖတ်တဲ့နေရာရောက်အောင်ရောက်သွားနိုင်တယ်အဲ့ဒါဆိုရင်ကျွန်တော်ကဘတ်နဲ့ပြန်ထွက်ပေါ့နော်ဘတ်နဲ့ပြန်ထွက်ပြီးဒါလေးကိုအမှန်ချစ်အမှန်ချစ်ပြီးပြီဆိုရင်ဒီနေရာမှာကျွန်တော်နှိပ်စွာလေးနဲ့တစ်ချက်သွားလိုက်မယ်နှိပ်စွာလေးသွားလိုက်ပြီဆိုရင်ကျွန်တော်ဒီအဆင့်ကိုရောက်သွားလိုက်မယ်ဒီအဆင့်ကကျွန်တော်အရေးကြီးတယ်ပေါ့နော်ဒီမှာကဗာမေးရတယ်ဆိုရင် do you have a inviter ပေါ့နော် inviter ရှိလားလို့မေးတာကျွန်တော်ကဒီနေရာမှာ yes ကိုပဲဖြေရမယ်ပေါ့နော်ဒီ yes ကိုပဲဖြေရမယ်ဒီ no ဆိုတဲ့ဟာကိုသွားဖြေလို့မရဘူးပေါ့ ော်ဘာလို့လဲဆိုရင်ကျွန်တော်တို့ကဒီအကောင့်ဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီခရစ်တိုတွေဒါမှမဟုတ်ဒေါ်လာတွေကိုအယောင်းဝယ်လုပ်တဲ့အခါမျိုးမှာကျွန်တော်အခကြေးငွေပေးရတယ်ဗောနော်ဖီးပေးရတယ်အဲ့ဒီဖီးကကျွန်တော်ဒီနေရာမှာ yes ကိုယူရတဲ့လူကဗောနော်ကျွန်တော်တန်ပါဆန် discount ရမှာဖြစ်တယ်ဗောနော်ဥမာအပြင်ကျွန်တော်တို့ကတရားကြရမယ်ဆိုရင်ဥမာပြောတာဗောနော်အဲ့လောက်မများဘူးတရားကြရမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ60ပဲပေးရတာမျိုးအဲ့လိုမျိုးဗောနော်ဒီမှာ no ယူခဲ့တဲ့လူကတော့သူတတ်မှတ်ထားတဲ့နှုံထားအတိုင်းပေးရမှာဖြစ်တယ်ဗောနော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီနေရာမှာ yes ကိုပဲယူရမယ်ဗောနော် okay yes ကိုတစ်ချက်ယူ ေးလာရွေးပြီးတော့ဆိုရင်ကျွန်တော်ကဘာထည့်ရမှာလဲဆိုရင်ဒီနေ့လေးမှာဒီ box ကလေးကြာလာလိမ့်မယ်ပေါ့နော်ဒီ box ကလေးထဲမှာကျွန်တော်ဘာထည့်ရမှာလဲဆိုရင်ဟာဆလုံးအကြီးတွေနဲ့အကြီးပဲပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ရဲ့ invite code ကလေး SOLI 56O အဲ့ဒါပေါ့နော်ဒီညမှာကျွန်တော် O နဲ့0နဲ့မမားနဲ့ပေါ့နော် O 0တခုမှမပါဘူးဒါတွေအကုန်လုံးက o တွေပေါ့နော်ဒီဟာလေးကိုမှတ်အောင်ရေးပြဖို့ကျွန်တော်တောင်းဆိုတယ်ပေါ့နော်ကျွန်တော်တစ်ချက်ပြန်ပြီးတော့ဖတ်ပြမယ် SOLI 5701ပေါ့နော်ဒါလေးကို copy ယူလိုက်လေရတယ်ကျွန်တော်ရဲ့ဒီ description မှာလည်းကျွန်တော်ပေးထားမယ်ပေါ့နော် invitation code ကလေးပေးထားမယ်အဲ့ဒါလေးကိုမှတ်အောင်ထည့်လိုက်ပေါ့နော်အကဲကြီးကမမှန်ဘူးဆိုရင်လည်းဒီဟာ invitation code မရှိဘူးဆိုရင်လည်းဒါကနောက်တစ်ချိန်ကျရင်10% discount ရမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်ဒီဟာလေးကိုမှတ်အောင်ထည့်ပေါ့နော်โอเคအဲ့ဒါဆိုရင်ဒီဟာလေးအရင်ကျွန်တော်ဆက်ပြီးတော့သွားလိုက်အောင်ပေါ့နော်ဒီဟာလေးထည့်ပြီးသွားပြီဆိုရင်မှတ်အောင်ထည့် ပြီးဆိုရင် next ကိုနှိပ်မယ်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီနေရာလေးရောက်လာလိမ့်မယ်ဒီနေရာလေးကဘာလဲဆိုရင်ဒီအပေါ်ဆုံးကကျွန်တော်ဒီ resident resident ဆိုတာကျွန်တော်အခုရောက်နေတဲ့နိုင်ငံကိုထည့်ခိုင်းတာဖြစ်တယ်ပေါ့နော်ကျွန်တော်ကမြန်မာနိုင်ငံသားဖြစ်နေပေမဲ့ထိုင်းမှာရောက်နေတယ်ဆိုရင်ကျွန်တော်ထိုင်းအောင်ထည့်ပေးရမယ်ကျွန်တော်ကဒီမှာကိုရီးယားမှာရောက်နေတဲ့အတွက်ကိုရီးယားပေါ်နေတာပေါ့နော် auto ဒီအောက်ကဟာကကြတော့ကျွန်တော်ဒီ ID card ဘယ်ကတ်နဲ့လုံးပါလဲကျွန်တော်က passport နဲ့လုံးပါလားကျွန်တော်ဟိုဟာနဲ့လုံးပါလားပေါ့နော် passport နဲ့လုံးပါလား national ID နဲ့လုံးပါလား driving license နဲ့လုံးပါလားအဲ့ဒီကတ်ရဲ့ ထုတ်ပေးတဲ့နိုင်ငံကိုထည့်ရမှာဖြစ်တယ်။ဥပမာကျွန်တော်တို့ကမြန်မာနိုင်ငံကထုတ်ပေးတဲ့ passport နဲ့လုံမယ်ဆိုရင်မြန်မာကိုယူရမယ်။ကျွန်တော်ထိုင်းနိုင်ငံကထုတ်ပေးတဲ့ယင်ပေါင်း license နဲ့လုံမယ်ဆိုရင်ထိုင်းနိုင်ငံကိုယူရမယ်။ဒီမှာကျွန်တော်ဒီနေရာကမှားလို့မရအောင်အရေးကြီးရပေါ့နော်။တချို့ကကြတော့ဒီနေရာမှာထိုင်းမှာရောက်နေပြီးတော့ကျွန်တော်တို့ကကတ်ကမြန်မာနိုင်ငံ ID card နဲ့လုံရင်လည်းမရဘူး။ဒီနေရာလေးမှာကျွန်တော်တို့တစ်ချက် တတိထားမှာကိုတင်မဲ့ ID ကဘယ်နိုင်ငံထုတ်ပေးတာလဲဆိုအောင်တစ်ချက်စဉ်းစားလိုက်ပါเนาะကျွန်တော်ကတော့ဒီမှာမြန်မာဒီဟာလေးကိုကျွန်တော်ဖြည့်ပြမယ်ပေါ့เนาะဒီမှာဆိုရင်ကျွန်တော်ကကိုရီးယားနိုင်ငံမှာရောက်နေတဲ့အတွက်ဒီမှာကျွန်တော်ကိုရီးယားကိုရွေးလိုက်မယ်နောက်ပြီးတော့ကျွန်တော်ကျွန်တော်တင်မဲ့ ID ကမြန်မာနိုင်ငံဖြစ်တဲ့အတွက်မြန်မာနိုင်ငံကိုရွေးမယ်ရွေးပြီးတော့အဲဆိုရင်ဒီ၃ခုတွေကကျွန်တော်၃ခုလုံးတစ်ခုရွေးလို့ရတယ်ပေါ့เนาะကျွန်တော်က passport ရှိရင်တော့ passport နဲ့တင်တော့အကောင်းဆုံးပဲဒီ passport မရှိရင်တော့ဒီနှစ်ခုနဲ့ကြိုက်တာကိုတင်လို့ရတယ် okay အဲ့ဒါဆိုရင်ဒီတစ်ချက်ကျွန်တော်တင်မဲ့ဟာကိုတစ်ချက်ရွေးလိုက်ကျွန်တော်ဒီ country တွေကိုတစ်ချက်ရွေးလိုက်ရွေးပြီးတော့အဲဆိုရင်ဒီနေရာ လေးမှာကျွန်တော်တို့ဒီ ID ကိုပေါ့နော်ဘယ်လိုလုံးပါလဲကျွန်တော်တို့အရင်ကရိုက်ထားတဲ့ပုံရှင်ရင်အရင်ကရိုက်ထားတဲ့ပုံကထည့်မှာလားဒါမှမဟုတ်အခုတိုက်ရိုက်ရိုက်မှာလားဆိုတော့ယူခိုင်းတယ်ဒီအပေါ်ကဟာယူမယ်ဆိုရင်တော့အရင်ကကျွန်တော်တို့ဒီရိုက်ထားတဲ့ပုံကျွန်တော်တို့ဖုန်းထဲကပုံကိုထည့်ရမယ်ဒီအောက်ကကြာတော့တိတ်ပစ်ချရတော့အခုချက်ချင်းရိုက်ပြီးတော့လောက်အောင်မှာဖြစ်တယ်ပေါ့နော်ကိုကြိုက်တဲ့နီလန်ကိုယူလိုက်ပါကိုတွက်ဆင်ပြေးရအောင်ယူရွေးပြီးတော့ဆိုရင်တော့ဒီမှာကျွန်တော်တို့နှိပ်စွာလေးအင်းကွန်တိန်နျူစွာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးရမယ် ကိုနေညို့နေလိုက်ရင်ကျွန်တော်ဒီနေရောက်သွားလိမ့်မယ်ကျွန်တော်ကဒီအပေါ်ကဟာယူခဲ့တာဖြစ်တဲ့အတွက်ဒီနေလေးမှကျွန်တော်ဖုန်းထဲမှာရှိတယ်ကျွန်တော်ဒီမှတ်ပုံတင်ဆိုမှတ်ပုံတင်အရှိချနောက်ချံကိုကျွန်တော်ကဒီမှာထည့်ပေးရမှာဖြစ်တယ်ထည့်ပေးပြီးတော့ဆိုရင်ဒီအောက်ကကျွန်တော်ကွန်တင်ညို့ဆိုလေးကိုတစ်ချက်နေလိုက်မယ်နေပြီးပြီးတော့ဆိုရင်ဒီနေကိုရောက်သွားလိမ့်မယ်ဒီနေကဘာပြောတာလဲဆိုရင်ကျွန်တော်တို့ရဲ့မျက်နှာကိုဆက်ပြီး record လုပ်မှာဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာသူကလုတ်ခိုင်းတဲ့ဟာဒီကိုကျွန်တော်ကလုတ်ပေးရမယ်ပေါ့နော်ဥပမာပြန်သူကကျွန်တော်တို့ဒီပါဇက်ကိုဖွင့်ပိုင်လုတ်ဖွင့်ပိတ်လုတ်ခိုင်းနေဆိုရင်ပါဇက်ကိုဖွင့်ပိတ်လုတ်ပေးရမယ်ကျွန်တော်ဘယ်ညာလှည့်ခိုင်းနေဆိုရင်ဘယ်ညာလှည့်ပေးရမယ်အပေါ်အောင် င်းငုံခိုင်းမောခိုင်းနေဆိုရင်အဲ့လိုမျိုးလောက်တာလေးတွေရှိတယ်ပေါ့နော်တယောက်နဲ့တယောက်တော့မတူဘူးဒါပေမဲ့သူရေအောက်မှာပါတဲ့စာလေးတွေကိုဖတ်ပြီးတော့ကျွန်တော်တို့ကလိုက်လို့ပေးရမှာဖြစ်တယ်ပေါ့နော်ဥပမာကျွန်တော်ပြောမယ်ပေါ့နော်ဒီညလေးမှာကျွန်တော်တို့ continue စာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီအဆင့်ကျွန်တော်ဆိုရင်ဒီမှာလုတ်ခိုင်းတာကပေါ့နော်ကျွန်တော်ရဲ့ဗဇက်ကိုအဖွင့်ပိတ်လုတ်ခိုင်းတယ်နောက်တစ်ခုကကျွန်တော်ဘာလုတ်ခိုင်းလဲဆိုရင်ဒီမှာကျွန်တော်ရဲ့ဟိုပါပေါ့နော်ခေါင်းကိုပေါ့နော်ကျွန်တော်ရဲ့ခေါင်းကိုဒီပညာရန်ခိုင်းနေပေါ့နော်အဲ့လိုဟာလေးတွေတယောက်နဲ့တယောက်တော့တူမှာမဟုတ်ဘူးသူခိုင်းတဲ့ဟာလေးတွေကိုကျွန်တော်ကလုတ်ပေးလိုက်တချို့ဆိုမျက်တောင်ခတ်ခိုင်းနေတချို့ဆိုအဖွင့်မ ်မျက်စိဖွင့်ပိလုတ်ခိုင်းနေပါးစားဖွင့်ပိလုတ်ခိုင်းနေခေါင်းပညာရန်ခိုင်းနေဒီလောက်ပဲပေါ့နော်โอเคအဲ့ဒါလေးတွေကိုကျွန်တော်ကလုတ်ပေးရမယ်လုတ်ပေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီအဆင့်ကိုရောက်သွားလိမ့်မယ်ဒီအဆင့်မှာကျွန်တော်ရဲ့အချက်လက်တွေကိုမှန်လားဆဲပေါ့နော်ကျွန်တော် ID ပေးတဲ့ ဟိုဟာပေါ့နော် ID ထုတ်ပေးတဲ့နိုင်ငံမှလားနောက်ပြီးတော့ကျွန်တော်ရဲ့နေနေမှလားဘတ်ဒေးမှလားကျွန်တော်တို့လိပ်စာမှလားနောက်ပြီးတော့ကျွန်တော်ပို့စတယ်ကုတ်ပေါ့နော်ဒီနေ့မှကျွန်တော်ပို့စတယ်ကုတ်ကကိုလက်ရှိရောက်နေတယ်ပေါ့နော်ကိုလက်ရှိရောက်နေတဲ့နေရာရဲ့ဒီမြို့ရဲ့ပေါ့နော်ကိုလက်ရှိရောက်နေတဲ့မြို့ရဲ့ပို့စတယ်ကုတ်ကိုထည့်ရမှာဖြစ်တယ်ဥပမာပြောကျွန်တော်တို့ကဒီမကွေးပေါ့နော်မကွေးတိုင်းမကွေးမြို့ရောက်နေတယ်ဆိုရင်မကွေးပို့စတယ်ကုတ်ဆိုပြီးတော့ကျွန်တော် Chrome browser မှာတွားပြီးတော့ရှာလိုက်ပေါ့နော်ဥပမာကျွန်တော်ပြောပြမယ် ကျွန်တော် Chrome browser တွေကိုတစ်ချက်သွားသွားပြီးသွားပြီးဆိုတာနဲ့ကျွန်တော်တို့ဒီညာဒီ search bar မှာပေါ့နော် m macoe poster code ဆိုပြီးတော့ကျွန်တော်တို့က zip code ဆိုပြီးတော့လည်းရိုက်ရှာလို့ရတယ် poster code လို့လည်းရိုက်ရှာလို့ရတယ် ကြိုက်ကြိုက်တယ်လို့ရိုက်ချပါဘောနော်ရိုက်ချတဲ့အဒီအောက်မှာကျွန်တော်ကုတ်တွေပေါ်လာတယ်မှာကျွန်တော်ကမကွေးတဲ့အမှာကျွန်တော်ဒီ6လအောင်လန်လာကျွန်တော်အမျိုးမျိုးကြီးနေမှာကုတ်တွေရှိတယ်ဘောနော်အဲ့ဒီကုတ်တွေကိုကျွန်တော်ကရွေးပြရမှာဖြစ်တယ်ဒီနာမှာအဲ့အဲ့ဒီကုတ်ကိုထည့်ထည့်ပြီးတော့ဆိုရင်လိပ်စာလိပ်စာမှာလည်းကျွန်တော်မကွေးလို့ရိုက်လာရင်ဒီမှာ recommendation အနေနဲ့ကျွန်တော်တို့အများကြီးလိပ်စာတွေပေါ်လာလိမ့်မယ်အဲ့ဒါလေးကိုကျွန်တော်ကအချက်လက်တွေကိုစစ်ပြီးအဓိကကတော့ကျွန်တော်နာမည်ရယ်နာမည်ရယ်နောက်ပြီးတော့ဒီ ပတိရေပေါ့နော်အဲ့ဒီဒီထုတ်ပြီးတဲ့နိုင်ငံရဲ့အဲ့ဒီသုံးခုကိုတော့မှအောင်ထည့်ရမှာဖြစ်တယ်ထည့်ပြီးတော့ဆိုတာနဲ့ကျွန်တော်တို့ကဒီနယ်လေးမှာနှိပ်စွာလေးကိုတစ်ချက်ယူပြရမယ်ပေါ့နော်โอเค နေစွာလေးရွေးပေးလိုက်ရင်ဒီညလေးကိုရောက်သွားလိမ့်မယ်ဒီညရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကသူက estimate တဲ့အချိန်မှာတော့ဒီတနာရီဆောင်းခိုင်းနေပေါ့နော်ဒီညမှာအလွန်ဆုံးကြရင်လည်းကျွန်တော်ရက်ပိုက်မယ်ပေါ့နော်တရက်နှစ်ရက်လောက်ပဲကြာမှာမကြဘူးဆိုရင်လည်းနာရီပိုင်းအတွင်းတန်းပြီးတော့အောင်မှာဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော် KYC တင်ပြီးကျွန်တော်တင်လိုက်တာတော့အောင်မြင်သွားပြီသူသူ့ဘက်ကအတီးပြုတ်မှာလားညင်းမှာလားဆိုတာကျွန်တော်တစ်ချက်ဆောင်မှုပဲရှိတော့တယ်နောက်ကြရင်ကျွန်တော်ပြောပြပေးမှာပေါ့နော်ဒီမှာတော့ကျွန်တော်ကဒီ ကွာနဲ့ပေါ့နော်မှတ်ပုံတင်တဲ့ကအရင်ကလုံပြီးသားဖြစ်တဲ့အတွက်ဒီမှာ unsuccessful ပြတယ်ပေါ့နော်အကယ်၍ KYC verification အောင်နေဆိုရင်ဒီနေ့လေးမှာ verification successful ဆိုပြီးတော့ပေါ်လာလိုက်မယ်နောက်ပြီးတော့ကျွန်တော်ဘလို့ကြည့်လို့ရလဲဆိုရင်ကျွန်တော် Binance account ထဲကိုကျွန်တော်တက်ချက်သွားမယ်ပေါ့နော်ဒီမှာဆို Binance account ထဲကိုဝင်လိုက်မယ်ဆိုရင်ဒါမျိုး ဒါမျိုးလေးပေါ်လာလိမ့်မယ်ဒါမျိုးလေးပေါ်ရင်ဒီပေါ်နာကဟာလေးကိုကျွန်တော်ကတစ်ချက်နှိပ်ပေးလိုက်ပါတော့ Binance logo လေးကိုနှိပ်လိုက်နှိပ်လိုက်မယ်ဆိုရင်ဒါမျိုးလေးပေါ့နော်ဒီမှာ verify verify နဲ့ဆိုတာလေးကိုကျွန်တော်တို့ကပေါ်နေလိမ့်မယ်အဲ့လိုပေါ်တယ်ဆိုရင်လည်း KYC ကအောင်သွားပြီပေါ့နော်ဒီ account မှာတော့ကျွန်တော်ကဒီအရင်ကကျွန်တော်ဒီ ID card နဲ့လည်းဖွင့်ပြတာဖြစ်တဲ့အတွက် KYC ကမအောင်ဘူးပေါ့နော်ဒီမှာအောင်လဲဆိုရင်ဒါမျိုးလေးပေါ်နေလိမ့်မယ်ပေါ့နော် โอเคဒါဆိုတော့ကျွန်တော်ဒီ Binance account ကိုဘယ်လို create လုပ်ရမလဲနောက်ပြီးတော့ KYC ဘယ်လိုတင်ရမလဲဆိုတာကိုနားလည်တော့ပြီပေါ့เนาะနောက်ပြီးတော့ကျွန်တော်ဒီ Binance application ကိုဘယ်လိုသုံးရမလဲပြီးတော့ကျွန်တော် Binance account ကိုအသုံးပြုပြီးတော့ငွေဘယ်လိုရှာရမလဲဆိုတာကိုကျွန်တော်ကနေလန်းနေကိုဗီဒီယိုနဲ့တင်ပြသွားအောင်မှာဖြစ်တယ်ပေါ့เนาะအဲ့ဒါတွေကိုကြည့်ကြနေဆိုရင်လည်းကျွန်တော်ရဲ့ channel ကိုဒီ subscribe လုပ်ခဲ့ပေါ့เนาะနောက်ပြီးတော့ကျွန်တော်ဒီနေရာမှာထပ်ပြီးတော့ပြောချင်တာပေါ့เนาะဒီ invitation code ဒီထည့်တဲ့အခါမှာပေါ့เนาะဒီနေရာမှာ yes ကိုရွေးပြီးတော့ဒီ invitation code ကိုကျွန်တော်ရဲ့ invitation code ကိုမှောင်ထည့်ပြီးတော့တောင်းဆိုတယ်ပေါ့เนาะ โอเคအဲ့ဒါဆိုရင်တော့နားလည်လောက်ပြီဒီ Binance နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်နောက်ထပ်တင်ပြအောင်မယ်ပေါ့နော်โอเคဒါဆိုရင်တော့ဒီဗီဒီယိုလေးမှမရှင်းတာရှင် comment မှာမိခဲ့လိုက်ပေါ့နော်ကျွန်တော်ဖြစ်ပြန်ပြီးတော့ဖြည့်ပြမယ်ဒီဗီဒီယိုလေးကတော့ရှင်းနေပြီဖြစ်တဲ့အတွက်ဒီလောက်ပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ်